တန်တဲ့လူတွေကအရင်သိတာပေါ့နော်ညီမကမသိဘူးဘာမှမကြည့်ရောအဲအဖေရောလာပြောဖြိုးမြက်ဖြိုးမြက်အောင်နဲ့နာမည်ထွက်နေရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်တယ်အဲ့လိုပဲလေဒီလားဟိုသူလည်းအဲ့လိုလေးပြန်ဖြစ်ရကောင်းပါရဲ့သဘောကောင်းမဲ့ပုံစံအရက်တောက်တတ်မဲ့ပုံစံပေါင်းလို့ရမယ်လို့ထင်တယ်သူလည်းဟိုဟာသူပြေသလိုပဲပြောရမယ်သူနဲ့ကျွန်တော်နဲ့ကြိုက်နေတာသူသိရလားဘာဟုတ်အညောင်းကြိုက်တဲ့အတန်တွေတိုင်းမှာပေါ့ပါအဲ့လိုယောက်ျားပုံစံတူရဲ့အတန်လေးဒီလားဟို တန်လုံးကြီးရပါတော့ညောင်ကကိုယ်တိုင်လည်းအတန်လုံးကြီးရဲ့အဲ့လိုမျိုးဟာတွေကြိုက်တယ်ဟုတ်ဟုတ်တယ်အဲ့လိုပဲလေတလားဟိုသူလည်းအဲ့လိုလေးပြန်ဖြစ်ရကောင်းပါရဲ့သဘောကောင်းမဲ့ပုံစံအရက်တောက်တတ်မဲ့ပုံစံပေါင်းလို့ရမယ်လို့ထင်တယ်အာအပြင်မှာဆုံညင်ပါလေအာညောင်ကသူ့ရဲ့ဖြေးဟာအပြည့်စုံတော့မကြည့်ရသေးဘူးဒါပြင်ကြည့်လိုက်ပါမယ် อ่ะเฉชิ้นเตี้ยส่องบ่ยังเตี้ยส่องอยู่น่ะไม่เอาอะมารุอะมารุไปเฉิบไปมาอ่ะอะไรเงี้ยบาลีเนี่ยไลฟ์แมปปอนเซอร์นี่แหละตูคุยท้าได้บ่อะไรဟုတ်ဘာတချင်းလဲတည်လားအမဒီအတက်ထဲနော်အော်โอเคโอเคကောင်းတော့ရောအဝရယ်သေဥစားအောင်မယ်ဆိုဟောညောကဟိုဒုတိယဖရာတခင်အဲ့ဟာလေးတည်လို့တန်တဲ့ကလည်းကြားရင်တည်မလားမသိဘူးအဲ့လိုတေချာမတည်တာပေါ့နော်အဲ့လိုပါ အညောကကြိုက်တဲ့အတန်တွေတိုင်းမှာပေါ့ပါအဲ့လိုယောက်ျားပုံစံတူရဲ့အတန်လေးဒီလားဟိုတန်လုံးကြီးရပေါ့နော်ညောကကိုယ်တိုင်လည်းအတန်လုံးကြီးရဲ့အဲ့လိုမျိုးဟာတွေကြိုက်တယ်ဟုတ်ဟုတ်တယ်အခုချိန်ဒီဖုန်းနံပါတ်လည်းမသိဘူးအပြင်မှာလည်းမတွေ့ဘူးဒီမီဒီယာနဲ့ပဲအလုံးလုံးနေဆက်သွယ်နေတာဖြစ်နေအဲ့လိုလေးဆက်ပြီးဆက်သွယ်ဖြစ်ပါ ဟိုညောင်းနဲ့တွေ့ကြမှာတခါမှလည်းမတွေ့ဘူးတော့ခင်မိုးကောင်းမှန်လို့ထင်တော့အစ်စ်ပေးရဲ့အစ်စ်ပေးဟုတ်အမဟုတ်ညောင်းထင်တာကိုဖြိုးမအောင်ဆိုရင်ညောင်းရွှေနန်းတော်ကအဲ့လိုမျိုးမိုင်းရနာမိုင်းတော့လိုမျိုးတချင်းတော့ဆိုခိုင်းမှန်ထင်တယ်အဲ့အဲ့လိုမျိုးအဲ့လိုမျိုးလုံးလို့ရပါတယ်ညောင်းပြောကြည့်ပါမယ်ဟုတ်မပြောပါဘူးအဲတကယ်တမ်းတော့ ကျန်တဲ့လူတွေကအရင်သိတာပေါ့နော်ညီမကမသိဘူးဘာမှမကြည့်ရောအဲအဖေရောလာပြောဖြိုးမြတ်ဖြိုးမြတ်အောင်နဲ့နာမည်ထွက်နေရဘာဖြစ်တယ်ညာဖြစ်တယ်ဒီပြီးလာပြောတာပေါ့နော်အဲ့လိုမျိုးကိုသိတဲ့လူတွေကအကုန်လုံးဒါဟာသားလိုပဲဖြစ်တာပေါ့အပြင်မှာတော့နည်းနည်းကြရထသွားတယ်ဘာမှတော့မဖြစ်ပါဘူးသူလည်းမကောင်းတဲ့လူရယ်လည်းမဟုတ်သိရမလားဘာမှဒီလိုနာမည်ထွက်တော့လည်းဘာမှမဟုတ်ဘူး ကိုလည်းမထိခိုက်ကိုလည်းမသလုံးပါရှိတာရှိတယ်နော်ပြင်ပါရဲ့သူ့ရဲ့ရှိမောညောမတူမသိရသူကြောင်မသိဘူးလေသူဘယ်ကတလုံးနဲ့ကမ္ဘာလေးလဲလဲမသိလေအမရဲ့သူကအဲ့လိုမပြောပါဘူးနောက်ဖွဲ့မှာနောက်ဖွဲ့မှာသူရဲ့အော်ညောကအဲ့ကိစ္စပြောမှမပြောပြဘူးလေဆိုတိတ်တိတ်ပုံတွဲနေတယ်ထင်ကျင်လဲထင်ကြမောကြိုက်တယ်လို့ထင်လို့ရတယ်မပြော